ူရီဝဒနာ ရှင်များအလုံးမင်္ဂလာပါနော်29ရက်အင်္ဂါမနေ့ညကိုပြပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့လွဲချုံမှုဖြစ်သွားတယ်နော်မနေ့ဖန်ကတော့အကောင်းဆုံးဖြစ်အောင်ရှာဖွေပေးထားခြင်းဖြစ်ပါတယ်မြို့လို့ရှင်းနဲ့လေးနဲ့ပေါ့မယ် ရှစ်လေးပေါင်းတော့နှစ်နှစ်ပါဝါကခွန်နှစ်နှစ်ခက်ကလီနှစ်ခွန်လေးရဒီမနေ့ညမှာသူကဆင်းပြရမှာဖြစ်တယ်။ဘာဆင်းပြလဲဆိုတော့84ဆိုတော့လေးတလုံးဆင်းပြသွားတယ်။အဲ့ဒါပြီးတော့8နဲ့နှစ်နဲ့ပေါင်းမယ်။8နှစ်ပေါင်းတော့3ည3ညရဲ့ပါဝါက9 ၃ညရဲ့နှစ်ခတ်ကခွန်၃ည၅ခွန်ကီ၃ည၅ခွန်ကီရဒီမနေ့ညမှာသူကဆင်ပြရမယ်။ဘာဆင်ပြလဲ၄၃ည၃ည၃ညဆိုတော့၃ညတစ်လုံးဆင်ပြတယ်။အဲ့တော့နောက်တစ်ပင်နောက်တစ်ပွဲအတွက်6နဲ့3နဲ့ပေါင်းမယ်။63ပေါင်းတော့ကိုကိုပါဝါက၄ကိုရဲ့နှစ်ခတ်က6 လေး6ကဒီမနေ့ညမှာသူအဆင့်ပေးရမယ်။အဆင့်ပေးလဲ65ဆိုတော့6တလုံးဆင့်ပေးတယ်။အဲ့တော့နောက်တစ်ပွဲကိုဆက်ကြည့်မယ်။တင်းနဲ့လေးနဲ့ပေါင်းမယ်။တင်းနဲ့လေးနဲ့ပေါင်းတော့9ငါပါဝါက3ညာငါရဲ့နှက်ခတ်က3ငါ3ညာကဒီမနေ့ညမှာသူအဆင့်ပေးရမယ်။ဘာဆင့်ပေးလဲ3ညာရှိဆိုတော့3ညာတစ်လုံး တော့မနဖန်အတွက်မနဖန်အတွက်က3ညနဲ့6နဲ့ပေါင်းမှာ3ညနဲ့6နဲ့ပေါင်းတော့6 6ပါဝါက4 6ရဲ့နှက်ခတ်က6 6 6ကမနဖန်မှာကီးဖြစ်ပါတယ်ကောင်းဆုံးရှာဖွေပေးထားတယ်เนาะမနဖန်ကတော့ထိလိမ့်မယ်အဲ့တော့ဒီဘက်မှာပရိကရိတစ်ချက်ကြည့်အောင် လေးနဲ့6နဲ့ပေါင်းမယ်လေး6ပေါင်းတော့3ည3ညကိုဒီက6နဲ့ပေါင်းမယ်3ညကို6နဲ့ပေါင်းတော့6 6ပါဝါက4 6သူက break ကိုလေး break ကမနေ့ညဆင်းပြရမယ်တဲ့။ဘာဆင်းပြလဲဆိုတော့တရှိဆိုတော့ကို break ဆင်းပြတယ်။နော်မျိုးတို့အဲ့ဒါဆိုတော့၄နဲ့၄နဲ့ပေါင်းတော့၈ ရှစ်ကို6နဲ့ပေါင်းမယ်ရှစ်6ပေါင်းတော့4လေးပါဝါကကိုလေးကိုပရိတ်လေးကိုပရိတ်ကမနှညာဆင့်ပြရမယ်တဲ့။ဘာဆင့်ပြီးလဲဆိုတော့လေးတုံညာဆိုတော့လေးပရိတ်ဆင့်ပြီ။အဲ့တော့နောက်တစ်ပင်နောက်တစ်ပွဲအတွက်၃ညာနဲ့6နဲ့ပေါင်းတော့6 6ကို9နဲ့ပေါင်းတော့1 တစ်ပါဝါက6တစ်6ကဒီမနေ့ညမှာဆင့်ပြရမယ်တဲ့သူက break เนาะတစ်6 break အဲ့တော့ဘာဆင့်ပြီးလဲ65ဆိုတော့တစ် break တင်5ဆိုတော့6 break เนาะသူက break နှလုံးလုံးဆင့်ပြီးွားတယ်အဲ့ဒါဆိုတော့နောက်တစ်ပိုင်းဆက်ကြည့်အောင်9နဲ့6နဲ့ပေါင်းတော့တစ်တစ်ကိုခွန်နဲ့ပေါင်းမယ်တစ်ခွန်ပေါင်းတော့8ရှိကေပါဝါက3 8 3ပြိတဲ့သူက ။ဘာဆင့်ပြီးလဲ၃ည၈ဆိုတော့၈ပြိတ်ဆင့်ပြီးလဲ။နော်အဲ့တော့မနက်ဖန်အတွက်မနက်ဖန်အတွက်က6နဲ့၃ညနဲ့ပေါင်းတော့6 6ကို3နဲ့ပေါင်းတော့9အခုကြမှာပြန်တည်ပေးမယ်မျိုးကိုပါဝါက၄ကိုလေးရဘရိတ်မျိုးနော်ကိုလေးဘရိတ်ရပြီအဲ့ဒါဆိုဒီဘက်ကအချင်းလေးကြီးအောင် ဒီမှာပန်းရောင်လေးခြေထားတယ်ဒီနှလုံးကပန်းရောင်နဲ့အစိမ့်နဲ့နော်ပန်းရောင်နဲ့အစိမ့်နဲ့ခြေထားတယ်ဒီနှလုံးကအဲ့တော့3နဲ့5နဲ့ပေါင်းမယ်3ပေါင်းတော့8 8ကပါဝါက3 8 3နဲ့ရဲ့အတွင်းအဲ့တော့ဒီမှာအစိမ့်ရောင်လေးခြေထားတယ်3နဲ့1နဲ့ပေါင်းတော့4 4ပါဝါက9 4 9ကလည်း2ရဲ့အတွင်း အဲ့တော့ဒီဘက်က3ရှစ်ချိန်ကဘာဆင်းပြီးလဲဆိုတော့8 1ရှစ်8လေးဆိုပြီးတော့8တလုံးဆင်းပြီးတယ်ဒီဘက်က4ကိုချိန်က6လေး8လေးဆိုပြီးတော့4ရော9ရောဆင်းပြီးတယ်နော်အဲ့တော့ဆက်ကြည့်မယ်1နဲ့8နဲ့ပေါင်းမယ်1 8ပေါင်းတော့9 9ရဲ့ပါဝါက4 9လေးရလဲ2ရဲ့အတွင်း တင်းနဲ့ရှင်းနဲ့ပေါင်းတော့ကိုကိုပါဝါကလီကိုလေးရလဲနှစ်ရက်အတွင်းเนาะအချင်းတူလေချင်းတူတော့ဗာဆင်းပြီလေငါးလေးဆိုတော့ဒီဘက်ကလည်းလေးတလုံးဒီဘက်ကလည်းလေးတလုံးအဲ့ဒါဆက်ကြည့်အောင်ငါးနဲ့ရှင်းနဲ့ပေါင်းတော့၃၃ပါဝါက၈နှစ်ရက်အတွင်း 9နဲ့6နဲ့ပေါင်းတော့1တိပါဝါက6နှစ်ရဲ့အတွင်းအဲ့တော့ဒီဘက်က3 8အချိန်ရပါဆင့်ပြီးလဲဆိုတော့86ဆိုတော့8တလုံးဒီဘက်က16အချိန်ရတင်9 86ဆိုတော့တိကော6ကိုဆင့်ပြီးတယ်နော်ပြီးတော့ဒီလိုလဲ8နဲ့6နဲ့လဲ86ဆိုပြီးတော့ဆင့်တယ်နော်ဒီဘက်မှာလဲအဲ့လိုဆင့်တယ်အဲ့ဒီဘက်မှာမဟုတ် sorry ဒီမှာဆင့်တယ် ဒီ၈နဲ့ဒီ၄နဲ့84ဆိုပြီးတော့เนาะမျိုးတို့ဒီမှာဆင်းတယ်အဲ့လိုလဲဆင်းတတ်တယ်เนาะမျိုးတို့အဲ့ဒါကြောင့်အဲ့တော့တဲ့3ညနဲ့9နဲ့ပေါင်းမယ်3ညနဲ့9နဲ့ပေါင်းတော့9 9ရဲ့ပါဝါက3ည2ရဲ့အတွင်း3ညနဲ့8နဲ့ပေါင်းတော့8 8ရဲ့ပါဝါက3ဒီ2ရဲ့အတွင်း ဲ့တော့ဒီဘက်က9 3ညာချင်းရပါဆင်းပြီးလဲဆိုတော့9 3 6 5 15ဆိုတော့9တလုံးဒီဘက်က8 3ချင်းရပါဆင်းပြီးလဲဆိုတော့9 3ဆိုတော့ဒီ3တလုံးဆင်းပြီးတယ်နော်မြို့တို့ပြောတာအဲ့လိုလဲဆင်းတတ်တယ်ဆိုတဲ့အကြောင်းနော်ဒီ9နဲ့ဒီ3နဲ့9 3ဆိုလဲဆင်းတတ်တယ်အဲ့တော့နောက်တစ်ပင်ဆက်ကြည့်အောင်9နဲ့9နဲ့ပေါင်းတော့4 နေပါဝါကကိုလေးကိုကလည်း၂ရက်အတွင်းကိုနဲ့တင်းနဲ့ပေါင်းတော့၃ည၃ညပါဝါ၅၂ရက်အတွင်းနော်အဲ့တော့ဒီဘက်ကလေးကိုချင်းကဘာဆင်းပြီးလဲဆိုတော့ငါးလေးခွန်လေးဆိုတော့လေးတလုံးဒီဘက်က၃ည၅ချင်းကငါးလေးငါးချောက်ဆိုတော့ငါးတလုံးနော်အဲ့တော့ဆက်ကြည့်အောင်လေးနဲ့ခွန်နဲ့ပေါင်းတော့၁ တပါဝါက6နှစ်ရက်အတွင်းဒီမှာလဲ၄ခွန်ပေါင်းတော့1တပါဝါ6နှစ်ရက်အတွင်းအချင်းတူတယ်ဗာဆင်းပြီးတယ်66ဆိုတော့ဟိုဘက်နဲ့ဒီဘက်နဲ့လည်းဆင်းသွားတယ်နော်မြို့တို့အဲ့တော့မနက်ဖန်အတွက်မနက်ဖန်အတွက်က8နဲ့4နဲ့ပေါင်းမှာ8 4ပေါင်းတော့1နှစ်ပါဝါကခွန်နှစ်ခွန် ချိန်တပတ်က၈နဲ့၃ညနဲ့ပေါင်းတော့၈၈ပါဘဝက၃၈၃အချိန်ဒီဘက်က၂ခွန်းတပတ်က၈၃เนาะဒီမှာက၉လေး၆ကထိရအောင်အဲ့တော့ဟိုဘက်နဲ့ဒီဘက်နဲ့ကလည်းထိတတ်တယ်เนาะအဲ့တော့အမျိုးတို့မိန်းကွယ်ရန်ကွက်ကီးချပေးမယ်နောက်ပြီးကြမှာပြန်တည့်ပေးမယ်เนาะအမျိုးတို့ကီးရကူလီချ်เนาะကီး ပတိပတ်နိုင်တဲ့အမျိုးတွေက6 6ပတိပရိကတော့ကိုလီပရိတ်နော်ဒီမှာကိုလီပရိတ်နော်မျိုးတို့အဲ့တော့မိန်းကွက်ကိုတွဲပြီးမယ်ဒီကိုလီကိုလီ6ကတော့ဒါကီနော်မျိုးတို့ရှိမှရရှိထားတဲ့ခဏရှိရင်မနက်ဖန်တော့အဲ့ခဏန်း၃လုံးကကြာမှာဖြစ်တယ်နော် ကျမတို့ကလက်တော့ site ပြီးမှရထားတဲ့ကဏ္ဍရှိတယ်။အဲ့ဒါကြောင့်မို့လို့ဒါအကောင်းဆုံးကဏ္ဍကိုဆွဲထုတ်ပြီးတော့ပေးတာနော်ပတ်တိပေးတာ။အဲ့ကြောင့်မနက်ဖြန်ကိုထိမယ်လို့ပြောတာ။အဲ့တော့အဲ့ဒါဆိုတော့9နဲ့ကပ်ပေးမယ်နော်။9နဲ့ဆိုတော့9နှစ်ကိုခွန်ကိုရှိเนาะကိုတုံးကတော့မထည့်တော့ဘူးเนาะဒီဘက်မှာ38ချိန်ရတယ် ီ6နဲ့ကပ်မယ်ဆိုရင်6 2 6ခွန်း6 8 9 3ကတော့ထွက်ပြီးသားကဏ္ဍနော်ကြိုက်တဲ့အမျိုးတွေကတော့ထည့်ထူကျမတော့ထွက်ပြီးသွားရင်ကြိုက်ကိုမကြိုက်တော့ဘူးနော်အဲ့တော့6နဲ့6နဲ့ဆိုတော့6နှင်း6ခွန်း6 8 6 3နော်အဲ့ဒါက main ကွက်ရန်ကွက်က4နဲ့ကပ်ပြီးမယ်4နဲ့ဆိုတော့4 2 လေးနှစ်လေးခွန်ကတော့ပြီးခဲ့တဲ့ဘက်ကတော့ထွက်ပြီးသားเนาะနည်းနည်းတော့ရန်ပေါ့မျိုးလို့เนาะလေးခွန်လေးရှိလေးတုံးเนาะအဲ့လိုရှိတယ်အဲ့ဒါဆိုတော့နောက်ထပ်ထပ်ပြီးတော့ဟိုဘက်နဲ့ဒီဘက်နဲ့ကကြမယ်ဆိုရင်ဟိုဘက်နဲ့ဒီဘက်နဲ့ကြမယ်ဆိုရင်အမျိုးတို့ထပ်ထပ်ပြီးမယ်เนาะလက်တွေ့ဆိုင်ကကဏန်းလေးတွေလည်းရရှိထားတဲ့အတွက် ခွန်နဲ့ဆိုတော့ခွန်ရှိတကွက်ထက်ထည့်ပြီးမယ်နော်ခွန်ရှိထည့်ပြီးမယ်ဒါကတော့မြို့လိုအနေနဲ့ကွက်ကိုကြည့်ထိုးเนาะဒါကတော့ main ကွက်ဒါကတော့ရံကွက်တရာဘူးနှစ်ယောက်ဘူးလောက်ပဲထိုးမယ်ဆိုရင်တော့ထိုးအဲ main ကွက်ကတော့နည်းနည်းတင်းထိုးအဲ့လိုလဲကြတတ်တယ်เนาะ အဲ့ဒါပြီးလို့ရှိရင်အာထိုးအဲ့ဒါဆိုရင်မနက်ဖြန်29ရက်အင်္ဂါမနက်ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါသည်နော်